အားလုံးမင်္ဂလာပါ The Lost Horizon Channel ရနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ပထမဗီဒီယိုမှာ3 Gorge Dan ရဲ့ဒီနေရာဒူးတယ်လျှက်စစ်တပ်အားထုတ်လုပ်နိုင်တဲ့ပမာဏ3 Gorge Dan ရဲ့ကောင်းကျိုးဆိုးကျိုး3 Gorge Dan ကိုတိဆောက်တဲ့နေရာမှာနည်းပညာပိုင်းအားနည်းမှုတွေကိုပြောပြပြီးသွားပါပြီအဲ့ဒီဗီဒီယိုကို description မှာ link ချထားပေးပါမယ်အဲ့တော့မကြည့်ရသေးရင်တွားပြီးကြည့်လို့ရပါတယ် အခုဆက်ပြောပြမှာက3 Gorish Dan ကြောင့်တဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့အကြောင်းတွေပါ3 Gorish Dan ဟာအာရှရဲ့အရှိဆုံးမြစ်ဖြစ်တဲ့ရန်စီမြစ်ရဲ့ဂေယားစနစ်ကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်အရင်တော့ကရန်စီမြစ်ဟာအရှိန်ဟုန်နဲ့စီးဆင်းတဲ့မြစ်ပါအခုကျတော့ရန်စီမြစ်ကရေစင်မြစ်လိုဖြစ်လာပြီးတော့အမိုက်တွေဒိုက်တွေအစိတ်ရေမော်တွေပေါက်ရောက်တဲ့မြစ်ဖြစ်လာပါတယ်ဘာလို့လဲဆိုတော့အရင်တော့ရန်စီမြစ်ကရေစီးနဲ့အတူနုံးမြေတွေကိုတည်သွားပြီးတော့တနစ်ကိုနုံးတန်တန်း900လောက်မြောက်ပိုင်းကိုပို့ချပါတယ် အခုကျတော့ချွေးဂေါရစ်တန်ကြောင့်ရေစလုံးကျသွားတယ်ရန်စီမြက်ကအရင်လိုလုံးမပုတ်ချတော့ဘူးဒါကြောင့်မြေဝမ်းဒေသကျွန်ကျသွားပြီးတော့ပင်လယ်ရေတွေဝင်ရောက်လာတယ်အရင်ကတော့ဗျာဒီနှစ်စဉ်ပိုးချနေတဲ့နှုံးတွေကပင်လယ်ရေတွေကိုကာထားတာပေါ့အကျိုးဆက်အနေနဲ့ဘာတွေဖြစ်လာလဲဆိုတော့ပင်လယ်ရေငန်တွေဝင်ရောက်လာတဲ့အတွက်စိုက်ပျိုးရေးနဲ့တောက်သုံးရေကိုထိခိုက်လာတယ်ရေကြိုးတွေငါးမျိုးစိတ်တွေမျိုးတုံးဂုံတော့မဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်ရန်စီလက်ပိုင်းတွေဆိုရင်မျိုးတော်တုံးသွားပြီဗျာ ငားတွေကူတန်းမှုမရှိတော့ငားဖမ်းလုပ်ငန်းတွေကျဆင်းသွားတယ်။ Three Gorge Day ရဲ့နှုံပိုးချမှုစနစ်အပိုင်းမှာအမှားရှိရတော့ဆယ်ထဲမှာနှုံပြေရှံမှုပမာဏအရန်ဝများတယ်။ဒါကြောင့် engineer တွေကရေကိုအဆမတန်လွှတ်ချတယ်။ရေကာတာကစီးကြလာတဲ့ရေအရှင်ကြောင့်ရန်စီတောင်ကျောတစ်လျှောက်မှာစင်ကြီးလျှောတွေပြိုကျကုန်တယ်။မကြာခဏမြေပြိုရာဖြစ်တယ်။ရေကာတာရှိတဲ့ဒေသရဲ့တဝက်လောက်မှာမြေပြိုရာဖြစ်နေပြီးတော့နောက်ထပ်လူပေါင်း3သိန်းလောက်ကျောင်းရှိရဖို့ရှိနေတယ်။နှစ်စဉ်ကန်ယူရန်ဒေသ ၄စတူရန်ကီလိုမီတာလောက်ရေတိုက်စားခံရတယ်။ဒါကရေကာတာစတင်လဲပတ်ပြီးတော့သုံးနှစ်အတွင်းအခြေအနေကိုပြောပြတာပါ။ဒါကတပိုင်းပေါ့ဗျာ။ကဲနောက်တစ်ခုကျွန်တော်ပြောပြခြင်းနဲ့အကြောင်းရှိသေးရဲ့ဗျ။2009ခုနှစ်မှာတရုတ်ကကမ္ဘာပေါ်မှာဖန်လုံရီတန်းခွင့်အများဆုံးထွက်လွတ်တဲ့နိုင်ငံဖြစ်လာတယ်။2009ခုနှစ်ကိုပင်ဟေဂင်ယာတီဥရုထိပ်သီးညီလာခံမှာကာဗွန်တိတ်သေးစာကို2020နှစ်ကြာရင်40ရာခိုင်နှုန်းလျှော့ချဖို့ကြေညာခဲ့ရတယ်။အဲဒီဂရီကိုတီးဖို့လာမယ့်9နှစ်အတွင်းမှာ 140မဂါဝက်ထုတ်လုပ်ပေးနိုင်မဲ့ရေအားလျှက်စစ်စက်ရုံတွေလိုအပ်လာတယ်။ဒါတွေကကျွန်တော်ပြောပြပေးပါပြီ။ပြန်သတိရအောင်လို့ကျွန်တော် remind ပြန်လုပ်ပေးတာပေါ့နော်။အဲ့ဒီအချိန်တွေကတရုတ်ကရေကာတာတွေကြောင့်အိမ်နီးချင်းနိုင်ငံတွေနဲ့ရန်ပတ်ဖြစ်နေရတယ်ဗျ။အကြောင်းကတော့မြစ်ထပ်ပိုင်းကတရုတ်ရေကာတာဆက်တစ်ခုလောက်မှာရေတွေအဆမတန်ပိတ်လောင်တာကြောင့်မြစ်အောက်ပိုင်းဒေသမှာရေနှဲသွားတယ်။ဒါကြောင့်မဲခေါင်မြစ်ကော်မရှင်အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ထိုင်း၊လာအို၊ကမ်ဘောဒီးယား၊ဗီယက်နမ်တို့ကမကြေမနက်ဖြစ်ပြီးတော့အပြင်းအထန်ကန့်ကွက်နေကြတယ် အဲ့ဒီအခြေအနေကြားပဲတရုတ်ကသူ့နိုင်ငံတောင်ပိုင်းကယူနန်ပြည်နယ်ထဲမှာရေကာတာတွေဆက်ဆောက်နေပြီးတော့လေကူးကပြီးနေပြီလို့အောင်သိရတယ်။မဲခေါင်ဒေသနိုင်ငံတွေကလည်းသူတို့နေဆက်လာမှာအဲ့ဒီရေကာတာတွေမဆက်ဖို့အပြတ်အသတ်ဆက်ကျင်နေကြတယ်။ဒီတော့တရုတ်ကမြန်မာကိုလှမ်းမျက်ဆောင်ထိုးတယ်။ဒါကြောင့်မြန်မာပြည်မှာမြစ်ဆုံရေကာတာဆောက်ဖို့ဖြစ်လာတာပါ။ကျွန်တော်ပြောပြချင်တာကဒီအကြောင်းပြ။မြစ်ဆုံရေကာတာကြီးပြီးသွားရင်ကမ္ဘာမှာဆက်ထမမြောက်အကြီးဆုံးရေကာတာဖြစ်လာမှာပါ။ မြေဆုံရေကာတာအရွယ်ကကမ္ဘာပေါ်မှာအမေရိကန်နဲ့ရုရှားမှာပဲရှိတာပါဖွံ့ဖြိုးတိုးတက်မှုနဲ့နည်းပညာအရာမှာမြန်မာပြည်နဲ့စီနဲ့ရေလိုကွာဟနေတဲ့နိုင်ငံတွေပါဝိုင်းဆောက်ပေးမဲ့တရုတ်ကြတော့လဲနည်းပညာပိုင်းရောတာဝန်ယူမှုတာဝန်ခံမှုပိုင်းရောအားနည်းဘလောက်တောင်ဆိုးလဲဆိုရင်3 college dance ဆောက်တော့လုံချုံရေးအစီအမံအားနည်းလို့အလို့သမားယာကနန်းလောက်တောင်တည်ဆုံးခဲ့ရပါတယ်မြန်မာအစိုးရကတော့အဲ့ဒီအစီအမံကိန်းကနေထွက်တဲ့ရှက်စစ်တက်အားလုံးနှီးပါ့ကိုတရုတ်ကိုရောင်းရင်နှစ်စဉ်အမေရိကန်ဒေါ်လာတန်900ရမယ်လို့ခန့်မှန်းကြတယ်ဒါပေမဲ့ အခုလည်းမြန်မာပြည်ကနေသဘောတန်းခွေလို့တရားစာတာတွေကြောင်းမြေရတနာတွေထုတ်ရောက်နေပေမဲ့လည်းပြည်သူလူထုဘဝကဘာတစ်ခုမှထူးခြားပြောင်းလဲသွားတာမတွေ့ကြရဘူးတိုင်းသူပြည်သားအများစုကတော့ဆင်းရဲတွေကမတက်နိုင်သေးဘူးမီးပြတ်ဆဲဆင်းရဲတွေနှက်ဆဲပါပဲ AR မြင့်ကြီးကိုရောင်းစားလို့ရမယ့်ငွေတွေကိုလည်းပြည်သူလူထုကမျှော်လင့်နေရတာမဟုတ်ဘူးဒါမှမဲ့ဗျာပြည်သူအတွက်အကျိုးရှိဖို့လိုတယ်လေဒီစီမံကိန်းကိုစရမယ်ဆိုတဲ့အချိန်တော့ကလည်းပြည်သူလူထုကိုအတိမပေးခဲ့ဘူး ကချင်ပြည်နယ် AR မြေဖြားမှာတိစောက်မဲ့မြေဆုံရေကာတာစီမံကိန်းရဖြစ်လာမဲ့ဆိုးကျိုးတွေကိုတရုတ်မြန်မာပညာရှင်တွေကလည်းထောက်ပြထားပြီးတော့ဆက်မလုပ်ဖို့တောင်းဆိုထားကြတယ်။ရာသီဥတုတွေပြောင်းလဲကုန်မယ်။ငလျင်ပြည့်ရရောတွေကိုနှိုးဆသလိုဖြစ်မယ်။ရေတို့မှာရောရေရှိမှာပါ။ဘာမှအကျိုးပြုစရာမရှိဘူးဆိုတာတက်တဲ့နေရာတကာမှာအများကြီးပါ။ဒီအချိန်တွေအရရက်ကိုမစူးစမ်းမဲ့နဲ့အာလာပိုင်တွေကရေကာတာကိုဆောက်လုပ်ဖို့သဘောတူခဲ့ရပါ။အရှင်းဆုံးပြောရရင်ဗျာရန်စီမြက်ကနိုင်ပေါင်း3900ကျော်ရှိတယ်။ ။ ERI မြစ်ကမိုင်ပေါင်း1300ကျော်ရှိတယ်။ဒီတော့သုံးပုံတစ်ပုံပေါ့။မျက်စိထဲမှာမြင်သာအောင်ပြောရရင် Three Gorges တန်းကြောင့်ဖြစ်ခဲ့တဲ့ side effect တွေကိုမြန်မာမှာလည်းမြစ်ဆုံစီမံကိန်းကြီးပြီးသွားရင် သုံးပုံတစ်ပုံ ခံစားရမယ်။ဒါကအနည်းဆုံးပြောတာနော်။ ERI မြစ်ရဲ့ဂေယားစနစ်ကိုထိခိုက်မယ်။ငါးတွေမျိုးတုံးမယ်။ငါးဖမ်းလုပ်ငန်းတွေကျဆင်းကုန်မယ်။မြေကမ်းမှာတိုက်စားမှုတွေဖြစ်မယ်ငလင်တွေပိုဖြစ်မယ်အခုတော့တလောက်ငလင်တွေဖြစ်နေရဗျာတခြားအကျိုးဆက်တွေအများကြီးရှိသေးတယ်ဒီတော့ ဒီဘားမှာအသုံးမကျတဲ့မြေဆုံရေကတာစီမံကိန်းကိုရှေ့ဆက်တိုးလို့မရအောင်တက်ဆိုင်ရာတာဝန်ရှိသူတွေကိုတွန်းတွန်းတိုက်တိုက်တိုက်တွန်းဖို့တိုက်တွန်းတဲ့နေနဲ့မရရင်ရတဲ့နေနဲ့လုံးဝရက်တော့အောင်ဖြတ်ကြဖို့ပဲပြည်သူတွေအတွက်ရွေးချယ်စရာကြံပါတော့တယ်။ဒါကြောင့်အမြဲတမ်းတည်ထားပါလုံးဝမြေဆုံစီမံကိန်းဖြစ်လို့မရပါဘူး။ကျွန်တော်တို့ဒုတိယအီကွေတော်မဖြစ်ဖို့လိုပါလေ။ဒီအကြောင်းကကျွန်တော်ကတိုက်ဆိုင်လို့သတိပေးတာပါ။ကဲနောက်တစ်ခုက3 Gorish Dan ကြောင့်ကဘာနှီးသွားတယ်လို့ပြောနေကြတယ် ဒီတော့ဒီเจ้าကိုကျွန်တော်တစ်ချက်လေးလာကြည့်အောင်တစ်ဖက်စီမှာ5 kg အလေးချိန်တက်ထားတဲ့ဒမ်ဘယ်တစ်ခုကိုယူလိုက်ပါပြီးရင်လက်နဲ့အလဲဆန်တာကြကြကနေကင်ထားပြီးတော့လှည့်ကြည့်ပါလှည့်ကြည့်တဲ့အခါမှာအရန်အားမသုံးရပဲတက်တက်တတာနဲ့လှည့်လို့ရတာကိုတွေ့ရမယ်နောက်ထပ်ဒမ်ဘယ်အရှိတစ်ခုကိုယူပါစောနာအလေးပဲထည့်ပြီးတော့လှည့်ကြည့်ပါအရန်အားဆိုင်ရတာကိုသတိထားမိပါပါအရာဝတ္ထုရဲ့အလေးချိန်ကလေကျက်ဗဟိုရဲ့ဆန်တာနဲ့နီးလေ လှည့်ရတာလွယ်လေဖြစ်ပြီးတော့စန်တာနဲ့ဝေးလေလှည့်ရတာခက်လေဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အရာဝတ္ထုကသူ့အပေါ်တက်ရောက်နေတဲ့ force ကိုပြန်ပြီးခုခံနေလို့ပါ။ဒီတော့ကျွန်တော်တို့ကဘာကြီးနဲ့ရှင်ပြီးပြောရမယ်ဆိုရင်ကဘာသူ့ရဲ့စန်တာကိုဗဟိုပြုတ်ပြီးတော့တနအိမ်မှာ1600ကီလိုမီတာနှုန်းတနအိမ်မိုင်1000လောက်ပေါ့။အဲ့ဒီနှုန်းနဲ့လဲပတ်နေပါတယ်။ Three Gorges တိုင်းပြီးသွားတဲ့အခါမှာတော့ပြောင်းလဲမှုတွေရှိလာပါလေ။ဒီရေလောင်ကန်တဲ့ဆဲကြီးကရန်စီမြစ်ကနေပြင်းပြရေပမာလား 39ထရီလီယံကီလိုဂရမ်ကိုလှောင်ထားပါတယ်။ဒီပမာဏကိုလှောင်နိုင်မှုအတွက်ပင်လယ်ရေမျက်နှာပြင်အထက်195မီတာအမြင့်ရှိတဲ့တမန်ကြီးကိုစောက်ရတယ်။ဒါကအရန်အလေးချိန်များတာပါ။ဂျန်ရီတာရဲ့အလေးချိန်တွေလည်းရှိပါသေးတယ်။ဒီတော့ဒါကဘာအကျိုးဆက်ကိုဖြစ်စေသလဲဆိုရင်ကဘာလယ်ပတ်၌အောင်ဗဟိုချက်ကိုတင့်တော်တဲ့အကော်ကြီးတစ်ခုနေရာရွေ့သွားစေပါလေ။နေရာရွေ့သွားတဲ့အတွက်3.36မိုက်ခရိုစက္ကန့်နှေးသွားတာပါဒါကဒသမနောက်မှာ3.9လုံးပါ 2:30တိုင်းမှာကဘာမီလေပတ်မှုကမီလီစက္ကန့်အနည်းငယ်လောက်နှေးသွားမယ်။ဒါပေမဲ့ဒါကလူနေမှုဘဝကိုတော့တိတ်ထိခိုက်မှုမရှိနိုင်ဘူး။ကဘာ coordinate အချိန်စနစ်တွေမှာတော့ဒီ effect ရဲ့ accumulation ကြောင့်10နဲ့နှစ်20လောက်ကြာရင်တခါ leap second လိုမျိုးတွေတော့ထဲဖို့လိုလာတာပေါ့ GPS တို့ satellite တို့လိုအတိအကျအချိန်နဲ့အလုံးလုံးရတဲ့အရာမျိုးတွေမှာကြာတော့ကွာခြားမှုအနည်းငယ်ရှိလာနိုင်တယ်ဒါပေမဲ့အခုနောက်ပိုင်း model GPS system တွေမှာကြာတော့ clock drift ဖြစ်တဲ့ problem တွေကို ကမ်ပတ်စိတ်လုံနိုင်တဲ့ algorithm တွေကပါလာပြီဖြစ်တဲ့အတွက်သိပြီးတော့ပြဿနာမရှိဘူးပြောမှာပေါ့ဒီတော့လောလောဆယ်ဒီပြဿနာကို neglect လုပ်ထားလို့ရပါသေးတယ်ဆက်ပြီးတော့ပြောရမယ်ဆိုရင်ရေကြီးရေရှမ်းတာကိုကာကွယ်ဖို့တိဆောက်ထားတဲ့စေကြီးကြောင့်ပဲရေတွေကြီးဆယ်ကြောင့်လူတွေနေရာပြောင်းရွှေ့ရတယ်အဲ့ဒီလူတွေနေဖို့အတွက်နေရာသစ်တွေလိုတယ်ဒီတော့တစ်ဖက်မှာမြို့ပြချဲ့ထွင်တာတွေကိုစီးမရှိကမ်းရှိလို့အကျိုးဆက်အနေနဲ့ရေနဲ့ကွင်းတွေစိတ်တောတွေပြောင်းပြီးတော့လူနေ area တွေရေတွေပိုရှင်လာတယ် လုံးလေချလဲလိုက်နေတာပေါ့ဗျာမြေကမ်းမဘေးကမြေသားတွေပြိုဆင်းလာတဲ့အမျှမြေကကောလာနှစ်တိုင်းလိုလိုပဲမြေကမ်းမပြိုရေကြီးနေတော့ပုံမှန်လိုတော့ဖြစ်လာပါတယ်ဟူဘေးနဲ့ယူနယ်ပြည်နယ်ကြားမှာဆိုရင်1.1မီတာလောက်မြေကျမ်းပြင်ကတိမ်ဝင်သွားပြီးတော့တဲက9မီတာတန်းပေါင်း150လောက်ပြိုဆင်းသွားတယ်လို့တရုတ်အစိုးရကိုယ်တိုင်ကထုတ်ပြန်ခဲ့ပါတယ်ဒီလောက်ထိဖြစ်နေပေမဲ့လည်း3 Glorious Dance စီမံကိန်းကိုမှားတယ်လို့ဘယ်သူမှပေါ်ပေါ်ထင်ထင်မထောက်ပြရဲကြပါဘူး တရုတ်ကျွမ်းကျင်သူတွေကလည်းဒီဆယ်ကြီးကြောင့်ပဲဖြစ်တဲ့အန်ဒီယိုသိပေမဲ့ပွင့်ပွင့်လင်းလင်းထုတ်ပြောဖို့ကြတော့နှုတ်တွန့်ကြပါတယ်။ဘာလို့လဲဆိုတော့ဟိုရင်မော်စီတုံးခင်ပါကလေးကမြစ်ဝါမြစ်ပေါ်ဆယ်ဆောက်တာဝေဖန်ခဲ့တဲ့ပညာရှင်တွေရာထူးကဖြုတ်ပြီးတော့အလုတ်ကျန်းတဲ့နန်နင်ပြစ်တာတွေပါရှိခဲ့ဘူးတဲ့နိုင်ငံမှလို့ပါ။ရန်စီမြို့ဝန်ကပြည်သူတွေကတော့ဒီမြစ်ကြီး30ဆယ်ကြီးကိုစောက်တာကရေလွှမ်းမိုးတာကိုကာကွယ်ပေးဖို့မဟုတ်ဘဲနဲ့စီးပွားရေးလုပ်ငန်းရှင်တွေလိုအပ်နေရဲ့ လျှက်စစ်ထုတ်ပေးဖို့တတ်တတ်ပဲဆိုတာတဖြည်းဖြည်းနဲ့သဘောပေါက်လာကြပါပြီ။မော်စီတုံးလက်ထက်ကမြို့ဝမြို့ပေါ်မှာစောက်တဲ့ဆဲဝေဖန်ခဲ့တဲ့အင်ဂျင်နီယာတူလည်းဖြစ်တရုတ်ရဲ့အရှိမြောက်ပိုင်းဗဟုရေးတရံစာတာစီမံခန့်ခွဲရေးဘျူရိုရဲ့အကြံပေးအဖွဲ့ဥက္ကဋ္ဌဖြစ်တဲ့နာမည်ကြီးမြစ်ချောင်းဆိုင်ရာ သိပ္ပံပညာရှင်ဟောင်ဝမ်လီကတော့မြစ်ချင်း30ဆဲကြီးကလုံးပိုးချမှုတိတ်များပြီးတော့ပြည့်ရှင်လာမဲ့နှောင်းကမြန်လာကြောက်မကြခင်မှာတော့ပြန်ပြီးဖြည့်ရလိမ့်မယ်လို့ခန့်မှန်းထားခဲ့တယ် စင်ဟွာယူနီဗာစီယာအင်ဂျင်နီယာဌာနရဲ့ပါမောက်ခဂျောင်းဂျရန်ဂျင်ကလည်းရေကြီးတာကိုကာကွယ်ဖို့ဆယ်တခုရဲကိုအားကိုးဖို့ဆိုတာတိတ်အန်နေကြီးလွန်းတယ်လို့သတိပေးပါတယ်။ဒီနောက်မှာတော့ပါဝင်ခဲ့တဲ့အရာရှိတွေကိုယ်တိုင်ကဆယ်ကြီးရဲ့ရေလွှမ်းမှုထိန်းချုပ်နိုင်အောင် အရှိတ်အဖို့တွက်ခဲ့ကြတယ်ဆိုတာကိုအရေးအမှုပြောဆိုလာပါတယ်။ တစ်ဖက်ကလည်းအဲ့ဒီချက်ကိုဗျောင်ငင်းနေပါတယ်အစိုးရကလည်းဒီဆယ်ကြီးရရေလွှမ်းမှုမှုကိုရော့အောင်လုပ်ပေးနေပါလေလို့တွင်တွင်ပြောအစိုးရရဲ့နိုင်ငံတော်ကောင်စီဖွံ့ဖြိုးရေးသုတေသနဌာနကသုတေသည်ဝန်ကြီးနယ်ကဒါရီယာဆယ်ကိုတတ်တတ်နာမည်ဖြတ်တာလို့တရုတ်စီးပွားရေး review ကြော်လင်မှာရေးသားခဲ့ပါတယ်လုံဝဆက်ဆက်ထိမခံဖြစ်ပြီးတော့ online ပေါ်မှာဒီဆယ်ကြီးနဲ့ပတ်သက်လို့မကောင်းကြောင်းရေးတဲ့စာတွေကိုစင်စာလိုက်ဖြတ်နေရတာကလည်းတရုတ်ဆိုရရဲ့အလုပ်တစ်ခုလိုတောင်ဖြစ်နေပါတယ် မီဒီယာတွေမှာအတိအလင်းဝေဖန်မှုကိုတားဆီးကြပါမယ်။အရင်ကတည်းကဒီစိမ်းနဲ့ပတ်သက်လာရင်ပူပန်မိကြောင်းတရုတ်အရာရှိတွေကြားထဲမှာတော့ကြားလေရှိပါတယ်လို့ Economic Magazine ကရေးဥပါတယ်။အစိုးရကဘလို့ပဲဖုံဖုံတနည်းထက်တနည်းပိုဆိုးလာတဲ့ရန်စီမြက်ကအခြေအနေကဖုံးထားလို့မရပါဘူး။စိမ်းထဲမှာနှုတ်အနယ်တွေများလာတာကိုဘယ်သူမှငြင်းလို့မရပါဘူး။နောက်ဆုံးမှာတော့2017 match လာ16ရက်နေ့မှာဝန်ကြီးချုပ်ဝမ်ကြားပေါင်ကိုရိုင်းကဒီစိမ်းစောက်ဖို့ဆုံးဖြတ်ချက်မှာ အမှားတွေပါခဲ့ကြောင်းဝန်ခံပြောဆိုခဲ့တယ်။ဒီအတွက်အစိုးရအနေနဲ့မြေကြောင်းပြန်ပြင်ဖို့တန်ပေါင်းများစွာပြန်ပြီးတော့ရင်းနှီးမြှုပ်နှံရပြန်ပါတယ်။2020အထိဖူပေပြည်နယ်တစ်ခုတည်းကိုပဲမြေကမ်းသားတွေထပ်မပြိုအောင်ရွှေငွေ9ဘီလီယံလောက်သုံးဆွဲရမှာပါ။ဒါပေမဲ့တရုတ်ရေတရံစာတာအဖွဲ့ကတော့ဆယ်ကျောင်းဖြစ်လာတဲ့အကျိုးဆက်တွေကိုကုစားဖို့ကုန်ကြရမယ့်ဈေးတွေကဒါအဆပဲရှိပါသေးတယ်။အခုချိန်ထိမြေကမ်းသားပြူတာကိုထိန်းချုပ်ဖို့ဆိုတာ အဝေးရှိပါသေးတယ်လို့ပြောဆိုတာတွေ့ရပါတယ်။ဒါကတော့ Three Gorge Dam နဲ့ပတ်သက်ပြီးတော့ site fact တွေကိုပြောပြပေးသွားတာဖြစ်ပါတယ်။ဗီဒီယိုကအရင်ရှိသွားမှဆိုလို့ကျွန်တော်ဒီမှာခဏရပ်ထားပါမယ်။အဓိကလည်းအရေးအကြီးဆုံးဖြစ်တဲ့ Three Gorge Dam ကမြန်မာနိုင်ငံငလျင်အတွက်တက်ရောက်မှုရှိမရှိဆိုတာကိုနောက်ဗီဒီယိုမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဝေဘန်အကြံပြုချင်တာရှိရင်လည်းကွန်မန့်မှာရေးသွားပေးကြပါဦး။ကဲဒီတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။